့မောင်လေးကကို့ဖန်တယောက်နဲ့မပဲဖြစ်ဖြစ်သူ့ရဲ့ဆန္ဒလေးကိုကို့ရဲ့ဖန်ရဲ့ဆန္ဒလေးဖြည်းဖြည်းဖြည်းခွင့်ရတဲ့အတွက်လည်းမဝမ်းသာပါတယ်ကော်ဖီတစ်ခွက်တောက်ွားလေးတဲ့ကော်ဖီယူွားလိုက်ဆိုဟုတ်ကဲ့အမားလို့ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်ကအဲ့စကားအကောင်ထဲမှာရှိနေတယ်။အဲ့ဒါကို script reader ပြီးွားပြီးကော်ဖီကမှားတာမရောက်သေးဘူး။မကိပထမအောင်ဆုံးတိုက်တဲ့ကော်ဖီကိုကျွန်တော်စောင့်နေရတယ်။အဲ့ကော်ဖီဘူးကိုယူသွားကျင်တာ၊သိမ်းထားကျင်တာအဲ့လိုမျိုးလေး။ဒါပေမဲ့မရတော့မရလိုက်ဘူးပေါ့နော်။အဲ့ဒါကတော့အဲ့လိုလေ။ဖေရကလည်းနော် လူနာကိုဖေးထိုးပေးတာတော်တော်ပျော်နေတဲ့ပုံပဲပျုံစီစီမကင်းနဲ့တွေ့ပြီးတိုးဆောင်ရတဲ့အချိန်မှာကိုယ့်ကိုမင်းသားဖြစ်သွားပြီလို့ခံစားရတဲ့မူးတစ်ခုရှိတယ်ပေါ့နော်အဲစကားကိုယ့်အပေါ်မှာနှောက်ယှက်ဖြစ်စေဟဲ့မေမေတားလို့ရောက်ပါအဲမော်အာမကင်းနဲ့တွေ့ရတဲ့အချိန်မှာတော့မင်းသားလို့ခံယူလို့ရသွားတာပေါ့ ျွန်တော်ဒီအခုနေသမီးနက်ခတ်ဆိုရဲစီရီရဲလေးမှာကျတော့သူရာငိမ့်ဆိုရဲကာရိုက်တာနေပါဝင်တရုပ်ဆောင်ထားပါတယ်သူရဲ့ဇိုရီရဲ့ဆိုင်းလေးတော့ပိုက်စစ်ပေါ့နော်အာဆရာဝန်လေးလည်းဖြစ်တယ်ပြီးတော့အမေရဲ့စကားကိုနားထောင်တဲ့သားလေးပေါ့အဲအဲ့ကာရိုက်တာလည်းနေပါဝင်တရုပ်ဆောင်ထားပါတယ်သူရဲ့ဇိုရီရဲ့ဆိုင်းကပိုက်စစ်ရဲ့ပိုက်စစ်ကမုန်းစိတ်များရဲ့ဘယ်လိုပြောရမလဲဆိုရင်အရင်တော့ဆိုရင်ပေါ့နော် အယူသသပြောရမယ်ဆိုရင်ကျွန်တော်ကအဲကိုကိုအဲ့လိုမျိုးပြောရဲဆိုတခြားသူတွေကပြောရဲဆိုရင်အဲ့လိုမျိုးမင်းသားမင်းသားလို့ပြောရဲချိန်ကြတယ်အဲ့ဒါကိုအဲ့ဒီစကားကိုတမျိုးပဲစိတ်ထဲမှာအဆက်တယ်လို့မျိုးခံစားရတယ်ပေါ့နော်ဒါပေမဲ့ဒီ series မှာဘယ်လိုပဲပြောပြောမက်ကင်းနဲ့တွဲပြီးတိုးဆောင်ရတဲ့အချိန်မှာကိုကိုမင်းသားဖြစ်သွားပြီလို့ခံစားရတဲ့ mood တစ်ခုရှိတယ်ပေါ့နော်အဲ့စကားကကို့အပေါ်မှာနောက်ချက်မဖြစ်စေဘူးအဲ့လိုမျိုးဆိုတော့အခုကအပြောင်းလဲပြောင်းလဲသွားရလို့ကိုယ့်ရဲ့စိတ်ထဲမှာခံစားရပါတယ် အမောမကင်းနဲ့တွေ့ရတဲ့အချိန်မှာတော့မင်းသားလို့ခံယူလို့ရသွားတော့ပေါ့။အော်အမှတ်တရတွေကအများကြီးရှိတယ်။အဲတချို့ဆင်းလေးတွေကြတော့လေကျွန်တော်ဘယ်လိုပြောရမလဲ။ဖြစ်တဲ့အမှတ်တရတွေကိုပြောလိုက်တဲ့အချိန်ကျရင်ဇလန်းကပေါ်သွားမှာ။အဲ့လိုမျိုးဆိုတော့ပြောလို့မရသေးဘူးဖြစ်နေအခုနောက်ထပ်တစ်ပိုင်းလာတဲ့အချိန်မှာတော့ဒီအခုအပိုင်းလေးနောက်ဆုံးမှာအမေနဲ့လည်းတွေ့ပြီးသွားပြီအမေကဘယ်လိုမျိုးဖြစ်မလဲဆိုတာလဲတချို့မှန်းမိတဲ့သူတွေကလည်းမှန်းမိနေပြီပေါ့နော်အော်ဆိုတော့နောက်ဆုံးတိုင်အောင်မှာပြောသွားတယ်လေဟော့ပေါ်ကနေပြီးတော့အလကားပေးတဲ့ပဇွန်တုတ်ကြီးကိုမြင်လိုက်ရတယ်လို့ပဲပြုံးပြနေတယ်လို့သူရောက်ခမဖြစ်မဲ့ဆိုတာပြုံးပြနေတယ်ဆိုတော့ ပြဿနာအလိုတချို့ဟာလေးတွေစတော့မှာပေါ့နော်အဲ့တော့အဓိကပြောချင်တာကတော့ကျွန်တော်ရဲ့အပိုင်းကပရိသတ်တွေကိုအဲ market ကဒီ series ကလက်ဆောင်ပေးခဲ့သလိုပဲပေါ့နော်ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ဆိုရင်လည်းဒါကဘဝအမောတွေပြည်စင်မဲ့အရာလို့ပြောလို့ရပါတယ်အဲ့ဒီတော့အမောတွေဖြေနေအားပေးကြပါအောင်ဘယ်လိုခံစားရလဲဆိုတော့ဒီဘယ်လိုပဲပြောပြောဒီမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတယောက်နဲ့အတူတွဲရိုက်ခွင့်ရတယ် maker writer အနေနဲ့တွဲရိုက်ခွင့်ရတယ်ဆိုတော့ဒါမင်းသားလို့သတ်မှတ်မှာပေါ့ဒါကတော့ကိုယ့်ရဲ့သတ်မှတ်ချက်လို့လည်းပြောလို့ရပါတယ် ါတယ်အခုလိုမျိုးကို့မောင်လေးကကို့ဖန်တယောက်နဲ့ဘာပဲဖြစ်ဖြစ်သူ့ရဲ့ဆန္ဒလေးကို ကိုယ့်ရဲ့ fan ရဲ့ channel လေးသင်ပြီးပေးခွင့်ရတဲ့အတွက်လည်းအမဝမ်းသာပါတယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ဟုတ်ကဲ့ပါဟုတ်အများကြီးအားဖြစ်စေရပါဘော။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့စီမှာလည်းဒီ fan တွေရှိရပေါ့နော်။အဲ့ဒီ fan တွေကအများတန်းသူတို့ရဲ့ဘဝမှာအခက်အခဲဖြစ်လာတဲ့အချိန်တွေအားငယ်တဲ့အချိန်တွေဆိုရင်အများတန်းကျွန်တော်တို့ရဲ့ဘာမဟုတ်တဲ့ဇာတ်ကားတစ်ခွန်းပေါ့နော်။ကိုယ့်ကိုယ်ဆိုရင်တော့ဘာမဟုတ်တဲ့ဇာတ်ကားတစ်ခွန်းပေါ့။အဲ့ဇာတ်ကားတစ်ခွန်းအတွက်သူတို့ကအများကြီးအားရဖြစ်တယ်။အဲ့ဒီဟာတစ်ခုကကျွန်တော်တို့ market share နဲ့ရရတဲ့ဇာတ်ကားတစ်ခွန်းကိုပြန်ပြီးခန့်စားလို့ရတယ်။ ကျွန်တော်ပထမအဦးဆုံး secret reading နေဆိုရင်မရတော့မရလိုက်ဘူးပေါ့နော်။အဲဆိုကျွန်တော်အားနာလို့ဘာလို့ဆိုတော့အဲ့မှာ coffee တိုက်တာ a coffee တစ်ခွက်တောက်ွားလေးတဲ့ coffee ယူွားလိုက်ဆိုဟုတ်ကဲ့အမားလို့ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်ကအဲ့စကားကောင်းထဲမှာရှိနေတယ်။အဲ့ဒါကို secret reading ပြီးွားပြီ coffee ကမှားတာမရောက်သေးဘူး။ကျွန်တော်အဲ့ဒါကိုစောင့်နေ။စောင့်နေတဲ့အချိန်မှာဒီမမနာတာရောမဆူရောပေါ့နော်။အားနာလို့သူကအကုန်လုံး secret reading ပြီးွားပြီဆိုတော့မောင်လေးပြန်လို့ရပြီလေပြန်ဘာမှအားမနာနဲ့ရတဲ့အကုန်ပြီးွားပြီဆိုတော့ကျွန်တော်အဲ့ဒါကိုပြောဖို့ကခက်တယ်။ကျွန်တော်အဲ့ မကိပထမအောင်ဆုံးတိုက်တဲ့ coffee ကိုကျွန်တော်စောင့်နေရအဲ့ coffee ဘူးကိုယူသွားကျင်တာတိန်းထားကျင်တာအဲ့လိုမျိုးလေးဒါပေမဲ့မရတော့မရလိုက်ဘူးပေါ့နော်အဲ့ဒါတော့အဲ့လိုအဲ့လိုမျိုးတော့မတောင်းပါဘူးဘာလို့ဆိုတော့ကျွန်တော်ကအရင်တည်းကအဲ့လိုမျိုးပေါ့နော်အော်တချို့ fan လေးတွေမှာအခုဂျားတိုင်းမှာအဲ့လိုတခြားသူတွေပေါ့နော်တခြားသူတွေတုံသက်တဲ့အနေနဲ့ဆိုရင်ပြဿနာတက်တာလေးရှိရပေါ့အဲ့ဒါကြီးဆိုကျွန်တော်အရင်ကဆိုရင်ရေးဘူးတယ်နောက်ပိုင်းကျတော့တိတ်မရေးတော့ဘူးပေါ့နော်ကိုယ့်ဘာကိုယ်ပဲငြိမ်နေလိုက်တာပေါ့အဲ့ဒါဘာလဲဆိုကျွန်တော် fan တယောက်အနေနဲ့ခံစားရတဲ့ခံစားချက် iron နဲ့ fan ကြားပြဿနာအဲ့လိုမျိုးအရာလေးကျွန်တော်အရင်သိတယ် အရင်သိရဆိုတာကိုကိုရိုင်းကလည်းအဲ့လိုခံစားဖို့လို့ကျွန်တော်ရဲ့ fan buy like မှာကျတော့ဗာလဲဆိုရင် market ကိုဆိုရင်ကျွန်တော်တို့အခုစုံတဲ့အချိန်ပေါ့နော်အလုံးလုံးလုံးစုံတဲ့အချိန်ကျမှပြောရင်းနဲ့သိတာအရင်တော့ကဆိုအဲ့လိုသိခဲ့တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်က market ကိုအားပေးနေရဲဆိုတာကို market သိစရာမလိုဘူးသူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့အောင်မြင်မှု တဆင့်တစ်ဆင့်တစ်ဆင့်ပို့ပြီးတလန်းလာမှုအပေါ်မူတည်ပြီးကျွန်တော်ကအလိုလိုနေပျော်ရတာဒါပေမဲ့ကျွန်တော်ကျွန်တော်ပြန်ပြီးအလေးပေးတဲ့အရာကိုကျွန်တော်လိုချင်တာမဟုတ်ဘူးသူပျော်နေရရင်ကျွန်တော်ကကျေနပ်တယ်အဲ့လိုအနေနဲ့နေတဲ့အရာတစ်ခုကိုကျွန်တော်ကဖန်ပွိုင်းလို့သတ်မှတ်ထားတာပေါ့နော်ဖန်တယောက်လို့သတ်မှတ်ထားတာဆိုတဲ့အတွက်တချို့အရာတွေမှာဒီ idol တွေအပေါ်မှာပေါ့နော်အဲ့လိုတချို့မလိုလားတဲ့ပြဿနာလေးပေါ့နော်ကိုကတော့ idol ချစ်တာမှန်တယ်ဒါပေမဲ့ကိုကဒီလိုမျိုးပြဿနာအဲ့လိုပေါ့တီးမခံလိုက်ပဲနဲ့အဲ့လိုမျိုးလုံလိုက်တဲ့အချိန်ကျရင်ကိုယ့်ရဲ့ idol ကမျက်နှာငယ်သွားမလားအဲ့လိုအရာလေးတွေက fan ဖန်တယောက်လို့ကိုယ့်ကိုတကယ်ဖန်တယောက်လို့ခံစားရတယ်ဆိုရင်အဲ့ဒီအရာလေးကအရင်သတိထားရတယ်။ကိုယ့်ကြောင့်သူမျက်နှာငယ်ွားမလားတခြားသူတွေကသူ့ဘလို့ထင်သွားမလဲဆိုတဲ့အရာတွေအများကြီးစိတ်ထဲထည့်ဖို့လိုတယ်ပေါ့နော်။အဲ့လိုအရာတွေအားလုံးစိတ်ထဲထည့်ထားနိုင်မှသာကိုကဖန်စစ်စစ်တယောက် ရှိရလို့ယူဆလို့ရမှာပါ။အာရှိတာပေါ့ကျွန်တော်ဇကားရိုက်တဲ့ဟာတွေလည်းရှိမယ်ပြီးတော့ BDS တွေလည်းအများကြီးရှိမယ်အဲ့ဒါကျွန်တော်တို့အမြဲတမ်းအမှတ်တရဖြစ်နေမယ့်အရာလေးပေါ့ပြီးတော့ဒါပရိသတ်တွေရှိလို့လည်းရောက်ခဲ့တာဆိုဒါတူတူပဲရောက်ခဲ့တာပေါ့ကျွန်တော်မြဲပြောရဲကျွန်တော်ရဲ့အိမ်မက်တရာတကယ်ဖြစ်လာခဲ့ပြီလို့အရင်တော့က စတိတ်တလေတင်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါဒီဇကောက်စပြီးတော့ကန်လန်းတဲ့အချိန်ပေါ့ဆရာကလည်းနော်လူနာကိုဖေးထိုးပေးရတော်တော်ပျော်နေတဲ့ပုံပဲပျော်စီစီအဲ့ဒီအချိန်မှာကျွန်တော်တင်ခဲ့တာအဲ့တော့လည်းကန်လန်းတဲ့အချိန်တော့လည်းမောင်လေးစီရီတစ်ခုရိုက်ဖို့ရှိတယ်နင်းသမီးကမက်ဂစ်လို့ပြောလိုက်တာကျွန်တော်စကရစ်လမ်းဖတ်ဖို့ဘာမှမဖတ်ဘူးရတယ်အမဘယ်လိုပဲဖြစ်ဖြစ်ရိုက်ကိုရိုက်မယ်အကုန်အစဉ်ပြောင်းညှိပေးမယ်ရက်တွေပိုင်းလည်းတခြားနဲ့တိုက်နေရအောင်ညှိပေးမယ်ဆိုပြီးတော့ကျွန်တော်လက်ခံခဲ့တာပေါ့အဲ့လိုနေရပါပါဘယ်နေရာပါပါ အဲ့ဒီအချိန်တော့တော့အမှတ်တရရတော့မရှိခဲ့ဘူးကျွန်တော်ကအဲ့လိုအားပေးနေပေမဲ့လည်းအဝေးရပဲပေါ့နော်အဝေးရပဲကြည်နေရပဲသူပြောရဲဆိုရင်ကျင်တ်တယ်ဆိုရဲပုံစံမျိုးလေးပဲအဲ့လိုမျိုးဆိုတော့ကိုချစ်တဲ့သူတယောက်ဖြစ်နေရဆိုရင်သူ့ရဲ့ဖြစ်တည်မှုအားလုံးကိုချစ်တယ်အဲသူပို့ပြီးတော့ဘဝမှာပျော်ရွှင်စရာရှိရဆိုရင်ကိုလိုက်ပျော်တယ်အဲ့လိုမျိုးလေးပဲကျွန်တော်ရဲ့ကိုယ့်ဘာကိုယ်ပဲပီတိဖြစ်နေတဲ့အချက်မျိုးအဲ့လိုမျိုးပေါ့ fan point တယောက်ရဲ့အချက်မျိုးပေါ့ အာရှိပါတယ်ခင်ဗျအာအခုကကျွန်တော်တို့ဒီ Canal Plus နဲ့ပေါ့မြဆိုရဲ series လေးတခုရိုက်နေပါတယ်ပြီးတော့ကိုလူဇိုးလေးချမချစ်သူဆိုရဲ series လည်းထွက်လာဖို့ရှိပါတယ်ခင်ဗျဟုတ်ပြီးတော့စဉ်ဆက်မပြတ်လက်ခံထား series ရှိတာဖြစ်တဲ့အတွက်ဆက်ပြီးတော့အားပေးပါအောင်လို့ ျွန်တော်အခု net me netcast ဆိုတဲ့ series လေးရလဲအာပြတ်တာနေပေါ့နော်ဒီ series လေးမှာဆိုရင်လည်းဒီမင်းသား6ယောက်ရှိတယ်တယောက်တယောက်စီရဲ့အပိုင်းတိုင်းမှာမတူညီတဲ့ယာတာတွေအများကြီးကိုခံစားမှဖြစ်တဲ့အတွက်ဒီ series လေးကိုကြည့်မယ်ဆိုရင်အားလုံးကယာတာပေါင်းဆိုရင်တစ်ခါလေးခံစားပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော် net me netcast series လေးကိုလည်းအားပေးချောက်ပါကျေးဇူးပါ